မင်္ဂလာဝါတော့မဂ္ဂဇင်းပရိသတ်ကြီးပရိသတ်ကြီးတို့အခုမြင်နေရတဲ့မုံကလူတယောက်ရဲ့အသက်ကိုနှုတ်ယူနိုင်တယ်လို့ပြောရင်ယုံနိုင်မှာမလားဒီမုံကြီးဟာဂျပန်နိုင်ငံမှာအများဆုံးစားကြတဲ့အချို့ပွဲမိုချီလို့ခေါ်တဲ့မုံဖြစ်ပါတယ်ဆန်ဟိုအဓိကထားပြီးပြုလုပ်တဲ့ပြောဤပြောဤမုံလေးဖြစ်ပြီးအီဂျီအီဂျီနဲ့တော်တော်စားလို့ကောင်းတာပါသူ့ရဲ့ပုံစံဟာပျော့စီစီလေးနဲ့ဗဇက်ထဲကိုထည့်လိုက်တာနဲ့ဖြည်းဖြည်းချင်းဝါပြီးတော့စားရတာဖြစ်ပါတယ်အန်ဒီအများတဲ့အချက်ကလည်းအဲ့ဒီလိုမျိုးပျော့စီပျော့စီဖြစ်နေတာကြောင့်ပါပဲမိုချီမုံကိုစားတဲ့အခါမှာသူ့ရဲ့စားပုံစားနည်းရှိပါတယ် ဲ့ဒီစားပုံစားနည်းကိုလည်းပဲရောင်းတဲ့နေရာတွေကအမြဲလိုလိုလူမြင်ကွင်းတွေမှာကတ်ထားပေးပါတယ်။အခုလိုမျိုးစားခြင်းစရာပြောစီစီမုံတွေကလူတရားရဲ့အသက်ကိုဘယ်လိုနှောက်ယူလဲဆိုရင်တော့အဲ့ဒီမုံတွေဟာတေချာညံ့အောင်မွားပေးနေမျိုးချတဲ့အခါမှာလေချောင်းထဲမှာတစ်ဆုပ်ပြီးတော့အသက်ရှူအပ်ခက်ခဲပြီးတည်ဆုံးသွားစီတဲ့အထိဖြစ်စီပါတယ်။ဒီလိုမျိုးဖြစ်ရမျိုးကလည်းနှစ်စင်းနှစ်တိုင်းမှာမိသက်ဌာနကကေတင်နေရတဲ့ကိစ္စတွေလည်းအများဆုံးထဲမှာပါဝင်တယ်လို့သိရပါတယ်။ဖြစ်ကြတဲ့သူတွေထဲမှာတော့အသက်60ရွယ်ဖိုးဖွားတွေကအများဆုံးပါဝင်ပြီး ဝါဖို့အတွက်အခက်ခဲရှိတာကြောင့်အခုလိုမျိုးအသက်ရှူလမ်းကြောင်းမှာသွားရောက်ပိတ်ဆိုတာမျိုးလည်းဖြစ်နိုင်ပါသည်ဒီမုံကိုပြန်ပြီးတော့ပြန်ထုတ်ဖို့ဆိုရင်အထူးပြုလုပ်ထားတဲ့ကိရိယာတွေနဲ့လေချောင်းတွေကနေပြန်လည်ဆုပ်ထုတ်ရတာဖြစ်ပြီးအသွားမတော်တလန်းအစားမတော်တလုံးဆိုတဲ့အတိုင်းပဲအန္တရာယ်များလာပါသည်